တနင်္လာရီတိုင်းဒဝယ်မြို့စီကိုအာနာသိန်းစစ်ကောင်စီခေါင်းဆောင်စက်တင်ဘာတတိယအပတ်အတွင်းလာရောက်ပြီးတဲ့နောက်ဒဝယ်ရင်းနှီးစေကန်စီမံကိန်းနဲ့ဆက်ဆက်နေရတဲ့စီကိုစစ်ကောင်စီတပ်ကအစ်ကြောင်းထိုးလာတယ်လို့ဒေသအတွင်းစစ်ရေးတရင်မြေတွေကပြောပါတယ်စစ်ကြောင်းထိုးရမှာဒဝယ်ရင်းနှီးစေကန်နဲ့အနီးဆုံးဖြစ်တဲ့နဘူးလေဘက်စီစစ်ကြောင်းတကြောင်ရင်းနှီးစေကန်အဝင်လန်းဖြစ်တဲ့မောင်မကန်ဘက်စီစစ်ကြောင်းတကြောင်ထိုးလာတယ်လို့ရေဖြူမြို့နယ်အနောက်ဘက်ကရဲတော်မှုဖျားတဝိုက်မှာအင်အားတိုးချဲ့တာတွေလည်းလုဆောင်လာတယ်လို့သိရတာပါ အခုလိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတဲ့နေရာတွေနဲ့အင်အားတိုးချတဲ့နေရာတွေဟောဆိုရင်ရင်းနဲ့စေကန်းကိုပတ်လဲဝိုင်းထားတဲ့နေရာတွေဖြစ်တယ်လို့မြေပြင်နေသားကိုတရမ်းရင်မြက်ကအရှင်းပြပါတယ်စစ်တပ်အာဏာသိမ်းလိုက်တဲ့2021ရဲ့နောက်ပိုင်းမှာဒဝဲရင်းနဲ့စေကန်းစီမံကိန်းကိုဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲရပ်တန့်ထားခဲ့ရတယ်လို့စီမံကိန်း area အတွင်းမှာစစ်တပ်ကအလုံးစုံရေးယူတက်ဆွဲတဲ့အဆင့်သာရှိခဲ့တာပါဒါပေမဲ့ဒဝဲရင်းနဲ့စေကန်းမှာရုရှားကပူးပေါင်းပါဝင်လာပြီးတဲ့နောက် စစ်ကောင်စီခေါင်းဆောင်ကအစီမံကိန်းကိုဆက်လက်အကောင့်ထည့်ဖို့ပြင်ဆင်လာတာလည်းဖြစ်ပါရဲ့ရှင်။